စက္ကန့်60အတွင်းဒေါ်လာတသိန်းရှာနိုင်ခဲ့တဲ့အာရိုကန်ပြည်သူများအားလုံးပဲမိလာများမန်ချက်စတာဖော်ဝါ့စုံကနေပြန်လည်ကြိုးလဲပါရင်ဝိုင်းရဲ့ချွေးသိတာခံနေရတဲ့အာရိုကန်ကတော့စက္ကန့်60အတွင်းဒေါ်လာတသိန်းရှာပြသွားခဲ့ပါရင်အာရိုကန်ကဒီနေ့မနေ့ကျင်းပခဲ့တဲ့159 20တိုင်းမှာဘရာဇီးဖိုက်တာဂေဘာတိုနဲ့ကစားခဲ့ရပါရင်ဒီဖိုက်တာဟာအသက်42နှစ်အရွယ်ရှိပြီဖြစ်ပြီးကစားပုံကောင်းပေမဲ့တတ်တော်ဘိုင်းနဲ့စွမ်းဆောင်ရင်ကတော့ကြာဆင်းနေတဲ့ဖိုက်တာမျိုးဖြစ်ပါရင်လွန်ခဲ့တဲ့နှစ်နှစ်ဝန်းကျင်တုန်းကတော့အော်လာအန်ဆန်ရဲ့ရင်ဆိုင်ခဲ့ရမှာကချင်သားရှိကပထမအချီတမနီခွဲမာရင်အလဲထုံးနဲ့နိုင်ရထားတဲ့ဖိုက်တာဖြစ်ပါရင်ဒီလိုဖိုက်တာမျိုးကို အောင်လာကိုတော်အနိုင်ထားခဲ့တဲ့အာဒိုဂန်နဲ့ပွဲတည့်ပြီးတာကိုကြည့်ရင်ဝမ်မာ MMA fighter ဘလောက်တောင်ရှားပါနေပြီလဲဆိုတာသိတယ်ပါပဲ။ဝမ်မတန်ကင်းကအာဒိုဂန်တိုင်းပဲဆိုတာ MMA ပွဲကြည့်တဲ့ပြည်သက်တိုင်းသိပါတယ်။တကယ်တမ်းထိုးတဲ့အခါမှာလည်းအာဒိုဂန်ကြောင့် ။သွေးမထွက်ချင်းမထွက်လိုက်ပါဘူး။ဂေမာတို့တေတောင်းလို့တော့ကာကွယ်ပြီး ground မှာထူထောင်းပြီးကိုအနိုင်ယူပြသွားခဲ့တာပါ။ဂျာဂျင်က၄၁စက္ကန့်ပဲရှိလိုက်ပါတယ်။ဒါကြောင့်လည်းပွဲပြီးမှာအာရိုဂန်တောင်အောင်ပွဲတော်မခံသွားပါဘူး။ချယ်ရီကတော့အာရိုဂန်ကိုနှိမ့်သိတဲ့အနေနဲ့ဘွားနဲ့ဒေါ်လာ၅000ပေးပါတယ်။အာရိုဂန်ဟာပြီးခဲ့တဲ့ဖေဖော်ဝါရီ၂၀ရက်နေ့တုန်းကအောင်လာနဲ့မချေဝဲထိုးသက်ခဲ့ရပြီး၂၈စက္ကန့်မှာလည်းအလဲထိုးနဲ့နိုင်ရခဲ့တာဖြစ်ပါတယ်။အဲဒီပွဲတော့ကလည်းအာရိုဂန်တောင်ဘွားနဲ့ဒေါ်လာ၅000ရခဲ့ပါတယ်။အာရိုဂန်အနေနဲ့ဒေါ်လာအတွင်းမှာနှစ်ပွဲထိုးပြီးတော့စက္ကန့်60ကျုံးဝိုင်းပေါ်မှာသွေးပူလေးလို့နေဒေါ်လာ3000ရှာနေတယ်လို့ပြောရမှာဖြစ်ပါတယ်။ဒါတော့မှထိုးချင်နေမှာပါသေးပါဘူး။ချန်ပီယံလန်ဆွမ်းမျိုးပြနေတဲ့အာရိုဂန်အတွက်အခုချိန်မှာမ မာလီခင်နဲ့ခပတ်ပွဲတည်ပြီးရတော့မှာပါဒါပေမဲ့မာလီခင်ကလည်းရိုးစီပါသွားတဲ့ heavyweight ခပတ်ကိုပြန်ယူဖို့ပဲစိတ်အားထက်သန်နေတာကြောင့်ဖွေစင်းထိုးဖို့ဆိုတာကမဖြစ်နိုင်သေးပါဘူးဒါကြောင့်အာရိုကန်ဟာ light heavyweight ထိတက်ပြီးတော့ဂေဘာဒိုနဲ့ထိုးသက်ခဲ့တာဖြစ်ပါတယ်ဝမ်ချမ်ပီယံရှစ်အနေနဲ့အာရိုကန်ကိုမာလီခင်နဲ့အများဆုံးပွဲတည်ပေးသင့်နေပါပြီတိုင်ရလောက်တဲ့ fighter တွေနဲ့ပွဲတည်ပြီးရင်ဘောနဲ့ပေးပြီးချွေးသိမ့်တာမျိုးကတော့ကစားမပေါ်မလေးစားရရောက်တယ်လို့ယူလဲပေါလုံးပါတယ်ကြီးစုပေးခဲ့တာကျေးဇူးတင်ပါတယ်